ျွန်တော်ဒီနေ့သင်ခန်းစာဗီဒီယိုလေးထဲမှာလေ့လာရမယ့်အကြောင်းအရာကတော့ both ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ် both ဆိုတဲ့စကားလုံးလေးကိုလေ့လာအောင်ဖြစ်ပါတယ်ဆိုတော့ both ရဲ့အတိတ်ဘယ်ကမြန်မာလိုဆိုရင်တော့နှစ်ယောက်လုံးနှစ်ခုလုံးဆိုပြီးတော့တည်ထားလို့ရပါတယ် English လို့ပြောပြရမယ်ဆိုရင်တော့ we use both when we talk about two people or two things together ဆိုပြီးတော့ပြောထားပါတယ်အတိတ်ဘယ်ကတော့ကျမတို့က fourth ကိုဘယ်လိုမျိုးသုံးလဲဆိုလို့ရှိရင် ကျမတို့ကလူ၂ယောက်ဒါမှမဟုတ်လို့ရှိရင်အရာဝတ္ထုပစ္စည်းပေါ့နော်နှစ်ခုအတူတကွတရှိနေဆိုပြီးတော့ကျမတို့ကပြောချင်တဲ့အခါကြာလို့ရှိရင် both နဲ့တွဲပြီးသုံးနေပေါ့နော်ဥပမာအဖြစ်ကြောင်နှကောင်နောက်ပြီးတော့လူ၂ယောက်မုံနှစ်ခုပေါ့နော်ဒီလိုမျိုးလေးပြောလို့ရပါတယ်ပိုးပြီးနားလေသဘောပေါက်အောင်ကျမနောက်မှဥပမာလေးနဲ့ရှင်းပြပေးသွားပါမယ်ပို့ပြီးတော့နားလေသဘောပေါက်သွားအောင်ကျမတို့ဒီပုံလေးကိုကြည့်မယ် ီပုံလေးထဲမှာမြင်တွေ့နေရတဲ့ကောင်မလေးနှစ်ယောက်စလုံးကစာဖတ်နေကြဖြစ်ပါတယ်။ဆိုတော့ကျမတို့ပြောမယ်ဆိုလို့ရှိရင်နှစ်ယောက်လုံးစာဖတ်နေကြဖြစ်ပါတယ်။ဒီလိုမျိုးသုံးလိုက်တဲ့နှစ်ယောက်လုံးကိုကျမတို့က both ဆိုပြီးတော့ပြောလို့ရပါတယ်။ပို့ပြီးတော့နားလေသဘောပေါက်သွားအောင် sentence pattern လေးကိုတူတူကြည့်လိုက်ပါမယ်။ sentence pattern လေးကိုပြပြရမယ်ဆိုရင်တော့ကျမတို့က both ကို noun နဲ့တွဲပြီးတော့သုံးပါတယ်။ noun မှာမှ plural noun နဲ့ပတ်သက်ပြီးတော့တွဲပြီးတော့သုံးပါတယ်။ မိန်းကလေးဆိုလို့ရှိရင်လေ girl ဆိုရင် girls ဆိုတဲ့ပုံစံမျိုးလေးနဲ့သုံးတယ်။ကြောင်နှကောင်ဆိုလို့ရှိရင်လေကြောင်တကောင်နဲ့မဟုတ်ဘူးနှကောင်ဖြစ်တဲ့အကြောင်း cats ပေါ့ဒီလိုပုံစံမျိုးလေးနဲ့သုံးပါတယ်။ plural ဖြစ်တဲ့ noun လေးနဲ့တွဲပြီးတော့သုံးပါတယ်။ဆိုတော့ကျွန်တော်တို့က both of the ဆိုပြီးတော့အရှိမပြောပြီးသုံးလို့ရတယ်။နောက်တစ်ခုကဒီ mine တို့ your တို့ဒီလိုမျိုးလေးတွဲပြီးသုံးလို့ရတယ်။ပြီးတော့ရင်တော့ noun ကို plurally ွဲပြီးတော့သုံးလို့ရပါတယ်။အဓိကအားဖြင့်တည်ထားဖို့လိုအပ်တဲ့ pattern က both ဆိုလို့ရှိရင်အနောက်ကနောင်းမှာအမြဲတမ်း s ဒါမှမဟုတ်လို့ရှိရင် es ပါတယ်။ plural noun နေနဲ့တွဲပြီးတော့သုံးတာလေးကိုတည်ထားဖို့လိုအပ်ပါတယ်။ကျမတို့ example 1လေးကိုအတူတူကြည့်ပါမယ်။ပုံထဲမှာမြင်တွေ့နေရတာကတော့ကြောင်လေးဖြစ်ပါတယ်။ ကြောင်ပဲနှကောင်ရှိလေဆိုရင်နှကောင်ရှိတာဖြစ်ပါတယ်။ကြောင်ပဲနှကောင်ရှိရလဲနှကောင်ရှိတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ကမြန်မာလိုပြောမယ်ဆိုရင်ကြောင်နှကောင်ဇလုံးကအမဲရောင်လေးဖြစ်ပါတယ်လို့ကျွန်တော်တို့ကပြောမယ်ပေါ့နော်။ဆိုတော့ကြောင်နှကောင်လုံးဆိုတဲ့ပုံစံမျိုးပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့က both လို့ပြောပါတယ်။ဆိုတော့ both cats are black အတိတ်ပဲကတော့ကျမတို့ကဘယ်လိုပြန်မလဲဆိုလို့ရှိရင်ကြောင်နှကောင်လုံးကအမဲရောင်ဖြစ်တယ်လို့ပြောလိုက်တာဖြစ်ပါတယ်။ဆိုတော့ဘယ်လိုပြောမလဲဆိုရင် both cats are black both cats are black ဖြစ်ပါတယ်ကျွန်မနဲ့တူလိုက်ပြီးတော့ပြောကြည့်ပါ both cats are black ဖြစ်ပါတယ်အခုဆိုရင်တော့ example 2ကိုတူတူလိုက်ပြီးတော့ကြည့်ပါမယ်ပုံလေးထဲမှာမြင်တွေ့နေရတာကတော့ကောင်လေးနှစ်ယောက်ဖြစ်တယ်ဒီကောင်လေးနှစ်ယောက်ကကျွန်မရဲ့တငယ်ချင်းတွေဖြစ်ပါတယ်ဆိုတော့ကျွန်မကဘယ်လိုပြောချင်လဲဆိုလို့ရှိရင်ကောင်လေးနှစ်ယောက်လုံးကကျွန်မတငယ်ချင်းတွေဖြစ်တယ်တငယ်ချင်းနှစ်ယောက်လုံးကအရန်ကိုကျင်နာတတ်တဲ့သူတွေဖြစ်ပါတယ်ဆိုပြီးပြောချင်ပါတယ်အဲ့တော့ကျမတို့ကဘယ်လိုပြောမလဲဆိုလို့ရှိရင် both of my friends are kind ဆိုပြီးတော့ပြောလို့ရပါတယ် kind ဆိုတာကကျင်နာတတ်တယ်ဆိုရဲသဘောတရားဖြစ်ပါတယ်အတိပဲဖြစ်ပါတယ်ဆိုတော့ကျမရဲ့တငယ်ချင်းနှစ်ယောက်စလုံးကကျင်နာတတ်ပါတယ်ဆိုရဲအတိပဲဖြစ်တယ်ပေါ့နော်ဒါလေးကျမတို့ဘယ်လိုပြောမလဲဆိုရင် both of my friends are kind ဆိုပြီးတော့ပြောလို့ရပါတယ်ဒါလေးကတော့ example 2ဖြစ်ပါတယ်ကျမတို့တူတူလိုက်ပြီးတော့ပြောကြည့်ပေးပါ both of my friends are kind yeah now the cat ပြောကြည့်မယ် both of my friends are kind yeah, yes ကျမတို့ example 3ကိုကြည့်ပါမယ်ပုံလေးထဲမှာမြင်တွေ့နေရတာကတော့ပန်းသီးနှလုံးရှိပါတယ်တရားရုတ်ကနေပြီးတော့ကျမတို့မေးတယ်ပေါ့နော်မေးတဲ့အခါမှာဘယ်ပန်းသီးကိုကြိုက်လဲဆိုပြီးတော့လာပြီးတော့မေးတယ်မေးတဲ့အခါမှာကျမကပန်းသီးနှလုံးလုံးကိုကြိုက်တယ်နှစ်ခုစလုံးကိုကြိုက်တယ်ပေါ့နော်ပုံထဲမှာမြင်တွေ့နေရတဲ့ပန်းသီးနှစ်ခုလုံးကိုကြိုက်ပါတယ်ဆိုရင်ကျမကဘယ်လိုပြောချင်လဲဆိုရင် I like both apple ဆိုပြီးတော့ပြောလို့ရပါတယ်။အဓိကအပြင်ပန်းသီးကဘယ်ဘက်ကတစ်လုံးဝယ်ကြိုက်တာလည်းမဟုတ်ဘူး။ညာဘက်ကတစ်လုံးနဲ့ကိုပဲကြိုက်တာလည်းမဟုတ်ဘူး။ကျွန်မပန်းသီးနှလုံးလုံးကိုကြိုက်တာဖြစ်ပါတယ်။ဒီတော့ကြောင့် both နဲ့သုံးလိုက်ပါတယ်။ I like both apple ဆိုပြီးတော့ပြောလို့ရပါတယ်။ဒါဆိုရင်ကျွန်မနဲ့တူလိုက်ပြောကြည့်ပေးပါ။ I like both apples. I like both apples. I like both apples. ဖြစ်ပါတယ်။ ဒီနေရာမှာတခုလေတော့သတိထားဖို့လိုအပ်တာလေးရှိတယ်။အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ကျမတို့က both ကိုသုံးတဲ့အခါမှာနှစ်ခုလို့နှစ်ယောက်တို့နှစ်កောင်လို့နှစ်လုံးလို့ဒီလိုမျိုးလေးပဲသုံးတာဖြစ်ပါတယ်နှစ်ခုထပ်ပို့ပြီးတော့များတဲ့အရာတွေကိုကျွန်တော်တို့ both နဲ့မသုံးပါဘူးပုံထဲမှာမြင်တွေ့နေရတဲ့အတိုင်းပဲပန်းသီးရေဆိုလို့ရှိရင်လည်းအများကြီးရှိတယ်နှစ်ခုထပ်ပို့နေပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ both နဲ့တွဲပြီးတော့သုံးလို့မရပါဘူးပုံထဲမှာမြင်တွေ့နေရတဲ့အတိုင်းပဲပေါ့နော်ကြောင်လေးရေဆိုလို့ရှိရင်လည်းနှစ်កောင်ထပ်ပို့နေရဲ့သုံးកောင်ပေါ့နော်သုံးកောင်ကနေစပြီးတော့ထပ်ပြီးတော့များသွားတာနဲ့ကျွန်တော်တို့က both ကိုသုံးလို့မရ ါဘူးဒါလေးကိုသတိထားဖို့လိုအပ်ပါတယ်နှစ်ဆိုတဲ့ခန်းနဲ့ပဲတွဲပြီးတော့သုံးနေပေါ့နော်နှစ်ခုနှစ်ကောင်နှစ်ယောက်နှလုံးဒီလိုမျိုးနဲ့ပဲတွဲပြီးသုံးပါတယ်ဂျန်နဲ့နှစ်ထပ်ပူတာနဲ့လုံးဝသုံးလို့မရပါဘူးဒါလေးကိုသတိထားဖို့လိုအပ်ပါတယ်အခုဆိုရင်တော့နားလေသဘောပေါက်သွားပြီဖြစ်တဲ့အတွက်ကြောင့်လေ့ကျင့်ခန်းလေးတွေကိုလေ့ကျင့်ကြပါမယ်ကျမတို့ fill in the blanks ဖြစ်ပါတယ်ကွက်လက်ဖြေပါမယ်ပထမဆုံးနံပါတ်1ကိုစပြီးတော့ကြည့်ပါမယ် ကွက်လက်လေးပေးထားတယ် dogs are white ဆိုပြီးပေးထားတယ်ပုံထဲမှာမြင်တွေ့နေရတဲ့အတိုင်းပဲခွေးလေးတွေကအဖြူရောင်ဖြစ်ပါတယ်ဆိုတော့ကွက်လက်ခွေးလေးတွေကအဖြူရောင်ဖြစ်ပါတယ်ဆိုတော့ဘာဖြစ်ရမလဲဆိုတာကိုအားလုံးသိပြီလို့ထင်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ number 2ဖြစ်ပါတယ် number 2ကကျတော့ i like ကွက်လက် of them ဆိုပြီးတော့ပေးထားတယ်ပေါ့နော်ဆိုတော့ဒီခွေးလေးနှစ်ကောင်လုံးကိုသဘောကျတယ်ကြိုက်တယ်ဆိုပြီးတော့ပြောတယ်ဒီပဲလေးဖြစ်တယ်ဒါဆိုရင်လေကွက်လက်လေးထဲမှာဘာဖြစ်မလဲဆိုတော့ အလုံးသိပြီလို့ထင်ပါတယ်။ဒါဆိုရင်တော့နံပါတ်3လေးကိုကြည့်လိုက်ပါမယ်။နံပါတ်3က Qualat of my parents are teachers ဆိုပြီးတော့ပြောထားတယ်ပေါ့နော်။ပြောချင်တာကတော့မိဘနှစ်ယောက်စလုံးကဆရာဆရာမတွေဖြစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ်။ဆိုတော့ဒီ Qualat လေးမှာဘာဖြစ်ရမလဲဆိုတာကိုလည်းအလုံးကသိပြီလို့ယူဆပါတယ်။ ဒါဆိုရင်တော့ကျွန်တော်တို့လေ့ကျင့်ခန်းလေးပြီးသွားပြီပေါ့နော်။ both ရဲ့အတုံနှုံးလေးတွေကိုကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်မအနေနဲ့ယူဆရတယ်ပေါ့နော်။ဆိုတော့ဒီနေရာမှာဒီလေ့ကျင့်ခန်းလေးတွေဒါလေးကိုနားလည်တာနဲ့မရက်ပဲနဲ့ကျွန်တော်တို့အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့အရာတွေပေါ့နော်။ကျောင်းသားရဲ့အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုကိုကြည့်ပြီးတော့ကိုတိရဲ့သကလုံးလေးနဲ့တွဲပြီးတော့ပြောကြည့်ပါ။ဥမာအဖြစ်ခဲတဲ့နှစ်ချောင်း၊ခဲပြတ်နှစ်ခု၊လွယ်အိတ်နှစ်ခုပေါ့နော်။ခေါင်းပီးနှစ်ချောင်းဒါမှမဟုတ်လို့ရှိရင် laptop နှလုံး၊ remote နှလုံး TV နှလုံးဖုန်းနှလုံးကိုပတ်ဝန်းကျင်မှာပါရရှိလဲရှိတဲ့နောင်းတွေကိုလိုက်ရှာကြည့်ပါကိုမျက်စိရှိမှမြင်မြင်တဲ့အရာတွေကိုကိုပြောပြီးတော့လေ့ကျင့်ကြည့်ပါ both နဲ့တွဲပြီးတော့ပြောပြီးတော့လေ့ကျင့်ကြည့်ပါဒါကပို့ပြီးတော့ထိရောက်တဲ့လေလာမှုတစ်ခုဖြစ်ပါတယ်ပို့ပြီးတော့မှတ်မိဖို့လွယ်စေမယ့်အရာတစ်ခုဖြစ်တဲ့အကြောင်းလေ့ကျင့်ကြည့်ပါလို့ကျမကပြောချင်ပါတယ်။ဒါဆိုရင်တော့ကျမတို့ဒီနေ့သင်ခန်းစာဒီဗီဒီယိုလေးရအောင်ဒီလောက်ပါပဲ။ကျမတို့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ တွေ့ပါမယ်။ကျမတို့ရဲ့ channel ကိုအမြဲတမ်း English သင်တန်းတက်ချင်တဲ့သူတွေသင်တန်းဖွင့်လာဆိုပြီးတော့လာမယ့်တဲ့သူတွေရှိပါတယ်။ဆိုတော့ကျမတို့ဒီမှာသင်တန်းဖွင့်လာတာလေးလည်းရှိပါတယ်။အသေးစိတ်သိရှိချင်တဲ့ဆိုရင်တော့ Facebook page မှာသွားပြီးတော့မေးမြန်းပြီးတော့စုံစမ်းပြီးတော့အနှံ့လို့ရပါတယ်။ဒါဆိုရင်တော့ကျမတို့နောက်ထပ် video တွေမှာထပ်ပြီးတော့တွေ့ပါမယ်။ Bye for now. See you in the next video.